ာရီတိုင်းမြန်အောင်မြို့နယ်ရှာတော်ကျေးရွာအုပ်စုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုကစစ်မှုထမ်းထောက်ပံ့ခြင်းအတွက်စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်နေတဲ့နေအိမ်တွေကိုလူရည်ရှိတဲ့အတိုင်းလူတယောက်ကိုကျပ်2,500ကောက်ခံနေရလို့ဒေသခံတွေစီကသိရပါဗျာ။ မေလာဒုတိယဘက်ကစတင်ပြီးစစ်ကောင်စီခန့်အုပ်ချုပ်မှုမျိုးအောင်နဲ့မြန်အောင်အခြေစိုက်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးစစ်မှုထမ်းအသက်18နှစ်ကနေ35နှစ်အတွင်းအကျုံးဝင်တဲ့နေအိမ်တွေကိုလူတစ်ယောက်ကိုကြက်နှစ်သိန်းခွဲနှစ်ယောက်ရှိတဲ့အိမ်ကကြက်5သိန်းအထိကောက်ယူနေရလို့ဆိုပါတယ်တိန်ကိုဘလောက်ဆိုပြီးကောက်တာမဟုတ်ပဲစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အိမ်တိုင်းကောက်ကြောင် မဖြစ်မနေထည့်ရပြီးပတ်စံထည့်ဖို့ရှာဖွေခွင့်နှစ်ရက်ပဲအချိန်ပေးတာကြောင့်ရှိရသူတွေအတွက်ကိစ္စမရှိပေမဲ့နေစားလုပ်နေရတဲ့သူတွေအတွက်တော်တော်ခက်ခဲရကြောင်းရှားရိုးကြီးရွာကဒေသခံတယောက်ကပြောပါရယ်စစ်မှုတန်းကြီးကောက်ယူတာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်တင်တော့ပတ်စံမထည့်တာတွေလုပ်တဲ့အခါစရင်ရေးမှတ်ယူထားပြီးစစ်မှုထမ်းနဲ့ထည့်တာဖမ်းဆီးထောင်ချတာတွေပြုလုပ်မယ်လို့ချင်းချောက်ထားကြောင်းလည်းသိရပါရယ်ရှင် အေရီတိုင်းအင်ကပူမြို့နယ်အတွင်းကကြေးရွာတွေမှာမေလ16ရက်နေ့ည7နာရီကျော်လောက်ကရခိုင်တပ်တော်အေဘူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေရလို့ဒေသခံတွေစီကသိရပါဗျာ။ အင်ကပူမြို့နယ်အတွင်းကဝါတော်ကွင်းကြက်ပောင်ကုန်းနဲ့တံမြာကုန်းကြီးရွာတွေကိုလေကြောင်းကနေဖုံးကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျာမြို့ပေါ်မှာလုံခြုံရေးတွေတိုးချထားပြီးဝါတော်ကွင်းကြက်ပောင်ကုန်းနဲ့တံမြာကုန်းကြီးရွာတွေကိုလေရင်နဲ့သုံးကြိမ်ဇက်တိုက်ဖုံးကျဲသွားကြောင်းထိခိုက်မှုအခြေအနေကိုတော့ဒီကနေ့အထိမသိရသေးကြောင်းအင်ကပူဒေသခံတယောက်ကပြောပါဗျာ မေလ15ရက်နေ့ကလည်းအင်ကပူမြို့နယ်တဲကဘဲပြားကုံစာစီကုံးကွင်ချင်းကိုက်ကွင်စာတင်ကျောင်းအရှိ37တက်ဆိုင်အနီးကရွှေညာမြေကွန်းရဆိုင်ကိုလေရင်နဲ့ဘုံကျဲခဲ့တာမှဆိုင်ပိတ်ထားတာကြောင့်လူထိခိုက်မှုတော့မရှိခဲ့ပေမဲ့ကွန်းရဆိုင်မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ စကိုင်းတိုင်းဒဇယ်မျိုးအခြေဆိုင်စစ်ကောင်စီတပ်ရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်၂ယောက်ဟာမေလ12ရက်နေ့ကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့အမတ်တစ်စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ဘူဟာ52ပေါ်စစ်ကြောင်းစီကသိရပါဗျ။ဒဇယ်မျိုးအခြေဆိုင်ခေါမရ361တပ်ရင်းကပြည်သူစစ်တပ်ဖွဲ့ဝင်၂ယောက်ဟာ MA2 တနက်တလက် MA3 တနက်တလက်လက်ပစ်ပုံးတလုံးကြည်ပေါ့ကြည်စံတွေနဲ့အတူအလင်းဝင်လာခဲ့တာဖြစ်ပြီးငွေကျပ်သိန်း90စီစုချင်းမြေပေးခဲ့တယ်လို့သိရပါဗျ။ သူတို့တက်တွင်ထဲမှာကြီးနိုင်ငင်းညင်နှိမ့်ဆက်တာတွေနဲ့မတရားလုပ်ကင်တာတွေကိုမခံနိုင်တော့လို့အမြင်မှန်ရပြီးပြည်သူ့ဘက်ကိုရက်တီကူးပြောင်းလာခဲ့ကြအောင်လက်နက်မဲ့အလင်းဝင်လာကြတဲ့ရဲတပ်ဖွဲ့ဝင်၂ယောက်နဲ့ဆိုရင်စုစုပေါင်း၄ယောက်ရှိပြီဖြစ်ကြောင်းအခုတော့သူတို့အာလုံးလွတ်မြောက်နေရာကိုရောက်သွားပြီဖြစ်ကြောင်းဗျူဟာ50နဲ့ပေါ့ဦးစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိတဲ့အမတ်နှင်းစီက TV ကိုပြောခဲ့ပါရရှင် နီပြည်နယ်ဒီမော့ဆိုအနောက်ဘက်ခြမ်းကစိတ်ကျမ်းမာရေးခြုံရင်းနေတဲ့စစ်ဆောင်မျိုးသမီးတယောက်ဟာဆယ်ရဲကျော်ကြာပျောက်ဆုံးနေတာကနေမေလ16ရက်နေ့ကတိတ်ဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတယောက်ကပြောပါရယ်။မေလ3ရက်နေ့ကစပြီးအသက်60ကျော်အရွယ်ဒေါ်နန်းရှင်းဟာနေအိမ်ကနေပျောက်ဆုံးခဲ့တာဖြစ်ပြီးပြန်လည်တွေ့ရှိတဲ့အချိန်မှာစစ်ဆောင်စခန်းနဲ့3မိုင်လောက်အကွာမှာတိတ်ဆုံးလျက်တွေ့ရှိခဲ့တာလို့ဆိုပါရယ်။ လမ်းမနဲ့တော်တော်ဝေးတဲ့တောထဲမှာပြန်တွေ့တာဖြစ်ပြီးအရင်ကလည်းအခုလိုသွားတယ်လို့တလားလောက်ပြောက်ဖူးကြောင်းလိုက်ကောကိုပြန်သွားတတ်ကြောင်းအခုလည်းဘာလို့တည်သွားလဲသိချမသိပေမဲ့အစာမစားပဲလမ်းပြောက်ပြီးအပြက်ပြီးတည်သွားလားမသိကြောင်းမျက်မြင်တွေ့ရှိခဲ့ရသူအမျိုးသမီးတစ်ယောက်ကပြောပါရယ်တည်ဆုံးသူဒေါ်နေရင်ဟာကုန်းသာဘက်ကနေဒီမော်ဆိုအနောက်ဘက်ခြမ်းကိုဆစ်ဆောင်လာသူဖြစ်တယ်လို့သိရပါရယ်ရှင် စကိုင်းတိုင်းဒီပရင်မြို့နယ်အိုးဒိန်တွင်ရွာကစာတင်ကြောင်းကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ကလေးသူငယ်တွေအပါအဝင်အရက်သားပြည်သူတွေထိခိုက်ဒိဆုံးခဲ့ရတဲ့တဲ့င်းနဲ့ပတ်သက်ပြီးဩစတြေးလျနိုင်ငံဆိုင်ရာမြန်မာတပ်ရုံးကများစွာစိုးရိမ်မိတယ်လို့မနေ့ကမေလ16ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ။ဩစတြေးလျနိုင်ငံအနေနဲ့အရီတိုက်ခိုက်မှုကိုရှုတ်ချထားပြီးစစ်တပ်အပါအဝင်လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့နဲ့စစ်ကောင်စီထုတ်ပြန်ထားတဲ့အပြစ်ခတ်ရဲစဲရေးကိုလိုက်နာဖို့ဆက်အနာရှင်အဖွဲ့အစည်းကိုတောင်းဆိုကြောင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာမေလ12ရက်နေ့မနက်9:36မိနစ်ဝန်းကျင်အချိန်ကစကိုင်းတိုင်းတပရဲမြို့နယ်အိုးဒိန်တွင်ကြေးရွာမှာရှိတဲ့စာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်ကျောင်းသားကျောင်းသူ22ယောက်နဲ့ဆရာမ2ယောက်စုစုပေါင်း24ယောက်ထိခိုက်သေဆုံးခဲ့ရပါတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့စစ်ကောင်စီရဲ့ဆီယာဇွဲမှုကျူးလွန်နေမှုတွေကိုရပ်တန့်ဖို့ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့လေ UNG အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်ရှင်။ တနင်္သာရီတိုင်းကျုံစုမျိုးနဲ့ကံမော်ကြေးရွာကဆေးရုံအနောက်မှာရဲနဲ့စစ်တပ်ပေါင်းပြီးတရားမဝင်လောင်းစားဝိုင်းကိုလိုင်းကျေးကောက်ပြီးနေကျင်ဖွင့်လှစ်ပေးထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ကမ္ဘောဂျီယာရဲတပ်ဖွဲ့ကစခန်းမိုးကိုခင်မောင်ဆိုသူကလူတအုပ်ကိုအနေဆုံးကျက်2000လောက်ကောက်ပြီးမှဖဲဝိုင်းကို မနက်9:00အချိန်လောက်ကနေညဘက်ထိဖြွင့်ပေးထားတယ်လို့ဂျီယာနေပြည်သူတို့ကပြောပါရယ် ဖဲဝိုင်းကကြေးကြီးရင်ကြီးသလိုပတ်စံကောက်တာဖြစ်ပြီးတခါတလေသိမ်းရနဲ့ချီပြီးရိုက်တာမျိုးတွေလည်းရှိသလိုမနှမိုးလေးနဲ့အချိန်တည်းဖဲရိုက်တာလည်းရှိတယ်လို့ဆိုပါရယ်အဲ့ဒီစကံမှုကကံမော်ကြီးရွာကိုပြောင်းရွှေ့လာတာနှစ်နှစ်လောက်ရှိပြီလို့သိရပြီးအဲ့ဒီမတိုင်ခင်ကကြီးရွာထဲမှာဖဲဝိုင်းတွေကိုဖမ်းဆီးမှုတွေရှိပေမဲ့လက်ရှိမှာတော့တရားဝင်သဘောမျိုးနဲ့စကံမှုကိုယ်တိုင်ပေါ်ပေါ်ထင်ထင်ဖွင့်ပေးတာကြောင့်ကြီးရွာသားတွေလည်းတိုင်ကြားတာမလုပ်ရဲကြဘူးလို့သိရပါရဲ့ရှင် န္တလေးတိုင်းကြောက်ပတောင်းမြို့နယ်တဲ့လေးပင်တောင်ရွာရဲကိုစစ်ကောင်စီတပ်ကမေလ၁၄ရက်နေ့မှာလေးချောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့မိနေတဲ့တဝအပါဝင်၄ဦးသေဆုံးကဒဏ်ရာရှိသူတွေလည်းရှိသလိုလူနေအိမ်တွေလည်းပျက်စီးသွားခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီတရရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေဟာအသက်32နှစ်အရွယ်ကိုဝင်းထွေးနဲ့သူ့ရဲ့ဇနီးမိနေတဲ့မဝင်းသူဆောင်အသက်58နှစ်အရွယ်ဒေါ်မြင့်မြင့်ဝင်းနဲ့အသက်80အရွယ်ဒေါ်ဝင်းကြည်တို့ဖြစ်ကြပြီးတလားသားကလေးငယ်ကတော့တရားအနေငယ်သာရရှိကောင်းမစိုးရင်ရဘူးလို့လည်းသိရပါဗျာ။ ်လက်ရှိမှာကြေးရွာကဒေသခံတွေကတော့နောက်တစ်ကြိမ်ဖုံးလာကျဲမှာကိုစိုးရင်ကြတဲ့အတွက်ရွာလုံးကျွတ်နီးပါးဘေးလူရနေရာတွေကိုပြောင်းရွှေ့နေကြတယ်လို့လည်းပုတ်ပါပြောက်ကြတက် PPGF ဒုတာဝန်ခံကိုပြတ်တာကပြောပါတယ်စစ်ကောင်စီတပ်ဟာအခုမေလကုန်အထိအပြည့်ခတ်ရစဲတယ်လို့ကြေညာထားပေမဲ့လည်းနေ့စဉ်နဲ့အမျှလေကြောင်းတိုက်ခတ်မှုတွေကိုဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင်။ ပြပလုံးကိုင်အေဂျင်စီ28ခုကိုအခွန်စည်းချက်ခံဖို့နဲ့အခွန်ပေးဆောင်မှုပြက်ကွက်ရင်အမည်ပြ blacklist စီရင်သွင်းသွားမယ်လို့စစ်ကောင်စီဩဇာခံအလွတ်တမောင်းဝင်ကြီးဌာနကကြေညာထားပါတယ်အဲ့ဒီအေဂျင်စီတွေအနေနဲ့2023 2024ဘန်နာရီနှစ်မှာပြည်ပကိုလှုပ်သားစေလွတ်တာရှိခဲ့ပေမဲ့အခွန်မဆောင်သေးတာကြောင့်မေလ31ရက်နေ့နောက်ဆုံးထားကသက်ဆိုင်ရာမျိုးနယ်အခွန်ရုံးတွေစီကိုအခွန်စည်းကြမှုခံယူပြီးအချိန်မီတင်ပြပေးဖို့ကြေညာချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနဲ့အတွင်းပြည်ပလုံခြုံရေးအေဂျင်စီ485ခုကအလို့သမား33,500တအူးကိုဆေးလွတ်ထားခဲ့ကဆေးလွတ်ခဲ့တဲ့အလို့သမားတွေအတွက်ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ဖို့စစ်ကောင်စီဩဇာခံအလို့သမားဝင်ကြီးဌာနကမေလာဆန်းပိုင်းမှာကနအူးတတိပေးထားပါဗျာ ်လက်ရှိမှာပြပကိုအလုသမားစီလိုခွင့်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ600ကျော်ရှိပေမဲ့လောက်သားစီလိုခဲ့တဲ့အေဂျင်စီဟာ485ခုသာရှိတာကြောင့်အေဂျင်စီ100ကျော်ကလိုင်စင်ရယူပြီးအလုသမားမပို့နိုင်တဲ့သဘောထုတ်ပြန်ချက်စည်းရင်းအရတွေ့ရပါတယ်ရှင် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးခဲ့မှုတွေအတွက်အကူအညီပေးနိုင်ဖို့ရန်ပုံငွေရှာဖွေတဲ့အခမ်းအနားတရက်ကိုထားနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ပြင်သစ်ရင်ကျင်းမှုစင်တာမှာကျင်းပခဲ့ပါတယ်။ ဒီခန်းနာကိုတော့ Link You Foundation ပြည်သူ့ရင်ကျေးမှုစင်တာချင်းမိုင်မြန်မာចောင်းသားများအဖွဲ့အစည်းချင်းမိုင်တက္ကသိုလ်နဲ့တန်တရာ Foundation တို့ကပူးပေါင်းစီစဉ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဒီခန်းနာမှာတော့ထိုင်းနဲ့မြန်မာအစားအစာတွေကိုရောင်းချခဲ့ကြသလိုမြန်မာမှတ်တမ်းရုပ်ရှင်အတူပြသတဲ့အစီအစဉ်လည်းပါဝင်ခဲ့ပါတယ်။ဒီပွဲကနေရရှိလာတဲ့ရပုံငွေတွေကိုတော့ငလင်းလောက်ခတ်မှုကြောင့်ထိခိုက်ခံစားခဲ့ကြရတဲ့မန္တလေးနဲ့စကိုင်းတို့ကပြည်သူတွေကိုပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ARD တိုင်းမှာအခုနှစ်ပညာသင်နှစ်အတွင်းကျောင်းအနှုံတိုးလာစေဖို့နဲ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာကျောင်းပြန်ဖွင့်နိုင်ဖို့ဆရာဆရာမတွေနဲ့မိဘတွေမှာတာဝန်ရှိတယ်လို့စက်ကောင်စီအဖွဲ့ဝင်မန်းငိမ့်မောင်ကဖိအားပေးပြောဆိုခဲ့တယ်လို့ဒေသခံတွေနဲ့ပညာရေးအသိုင်းအဝိုင်းကပြောပါရယ်။ ်မေလ15ရက်နေ့မနက်ပိုင်းကပသိမ်မြို့တိုင်းဒေသကြီးပညာရေးမှူးရုံးရှိမှပြုလုပ်တဲ့2025-2026ပညာသင်နှစ်ကျောင်းအပ်နှစ်ရေးမြေဆိုင်ပိုစတာဆိုက်ထူခြင်းအခမ်းအနားကိုတက်ရောက်လာရင်ပညာရေးဝန်ထမ်းတွေနဲ့ရမ်းမီရဖတွေကိုပြောခဲ့တာလို့ပသိမ်မြို့နယ်ကပညာရေးဝန်ထမ်းတယောက်ကပြောပါရယ် မန်းကြီးမောင်ကကြောင်းတက်နှုံတိုးလာစေဖို့အောင်းချက်ကောင်းဖို့နဲ့ကြောင်းထွက်တဲ့သူမရှိစေဖို့ပြောဆိုခဲ့ပေမယ့်အဲဒီလိုပြောဆိုချက်တွေဟာလက်တွေ့မှာမလွယ်ကူပဲတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာစတင်ကြဖို့နဲ့ကြောင်းတက်နှုံတိုးလာဖို့ဆိုတာပညာရေးဝန်ထမ်းတွေနဲ့မဆိုင်ပဲငြင်းချေးရေးနဲ့သာဆိုင်တယ်လို့ဆိုပါရစေ။ လက်ရှိအရာတွေတိုင်းတဲ့ကပသိန်းရေကြီးကြုံပြောတာပေါင်းလေးမျက်နှာငတိုင်းချောင်းစတဲ့မြို့နယ်တွေမှာမေလဒုတိယပတ်ထိတိုက်ပွဲတွေရှိနေတာကြောင့်တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေကကလေးတွေပညာသင်ကြားရေးနဲ့အခက်အခဲရှိနေတယ်လို့သိရပါတယ်ရှင်အေရီတိုင်းဟင်္ဒရာခရိုင်လင်းမျက်နာမြို့နယ်တဲကကြေးရွာတချို့မှာစားတောက်ကုံဝဲယူဖို့စစ်ကောင်စီခန့်ကြေးရွာအုပ်ချုပ်ရေးမှုတွေစီ ထောက်ခံစာပြုလုပ်တာမှာတစ်ဆောင်ကိုကျပ်9000ပေးနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ လေးမျက်နှာမျိုးနယ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့စိန်ထောင်နဲ့လှဲထောက်ကွင်းကြီးရွာတွေအပါအဝင်ကြီးရွာရှိရွာကျော်ဟာစားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်နေရတယ်လို့ဆိုပါရယ်။အုတ်ကြီးရီစီမှာစားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်နေရပြီးထောက်ခံစာမပရင်ရွာကနေထွက်ခွင့်မပေးကြအောင်စားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်တာမှာတစ်ကြိမ်လုံးရင်7000ပေးရကြအောင်ငွေမပေးရင်ထောက်ခံစာမလုပ်ပေးကြအောင်လေးမျက်နှာမျိုးနယ်ဒေသခံတယောက်ကပြောခဲ့ပါရယ်။ လေးမျက်နှာမြို့နယ်အနောက်ဘက်ခြမ်းကလော်ကထောက်အောက်စုလယ်ဦးစုလှဲတော့ကွင်ရေတိုးချောင်းကြီးရွာတွေမှာစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆီးနေတာကြောင့်အခြေခံစားတောက်ကုံဝဲရွာမှာခက်ခဲနေရလို့လည်းသိရပါဗျရှင်ရခိုင်ပြည်နယ်မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်225ယောက်ကိုမေလ16ရက်နေ့ကဒုတိယကြိမ်လွှတ်ပေးခဲ့တယ်လို့အာရခတပ်တော်နယ်နှိဇက်သူတွေစီကသိရပါဗျ။ စစ်တုံမှန်မိသားစုရဲ့225ယောက်မှာကလေးငယ်အယောက်130နဲ့အမျိုးသမီး65ယောက်ပါဝင်တယ်လို့ဆိုပါရယ်။ကလေးငယ်တွေအမျိုးသမီးတွေနဲ့တက်ကြီးရွယ်တွေကိုသူတို့ရဲ့မိသားစုဝင်တွေရဲ့လက်ထဲကိုအခမ်းအနားနဲ့လွှဲလိုက်တာဖြစ်ပြီးအခုလွတ်ပေးလိုက်တဲ့လူအများစုဟာစစ်ကောင်စီကင်းစင်လွတ်မြောက်နေပြီတွေနဲ့လုံခြုံမှုရှိတဲ့နေရာတွေကလူတွေကိုဦးစားပေးလွှတ်ပေးတာလို့အာရခတပ်တော်နယ်နီးစပ်သူတယောက်ကပြောပါရယ်။ ပြီးခဲ့တဲ့ဧပြီလ13ရက်နေ့ကလည်းမင်းပြမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်အယောက်190ကိုအရခတက်တော်ကပထမအကြိမ်ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်းသိရပါဗျရှင်။မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းရေဦးရက်ကွက်မှာ TNL တပ်ဖွဲ့တွေကကင်းလှည့်နေတဲ့အချိန်မေလ12ရက်နေ့ကလက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့တဲ့လူငယ်တယောက်ကိုဖမ်းဆီးရမိထားတယ်လို့မိုးကုတ်မြို့နယ်ပကဖာစီကသိရပါဗျ။ လက်ပစ်ဘုံနဲ့ပြည့်ခတ်သူအသက်16နှစ်အရွယ်လူငယ်ဟာအဖွဲ့အစည်းတွေနဲ့ပတ်သက်မှုမရှိဘူးလို့ဆိုပါရယ်။အဲ့ဒီနေ့ကလက်ပစ်ဘုံ၃လုံးပစ်သွားတာကို TNL တရားဥပဒေစိုးမိုးရေးဘက်ကလည်းတနက်နေ့၃ချက်ပြန်ပစ်ကြောင်းနဲ့နှစ်ဖက်ထိခိုက်မှုတော့မရှိကြောင်းမိုးကုံမြို့နယ်ဘက်ကဖတာဝန်ရှိသူတယောက်ကပြောပါရယ်။မေလ17ရက်နေ့ကမိုးကုံမြို့အရှိပိုင်းဘီးတောင်ရက်ွက်ကမျိုးစစ်စုံဘာအရှိမှလည်းအမည်မသိအမျိုးသား၂ဦးကလက်ပစ်ဘုံ၂လုံးနဲ့ပြစ်ခတ်ခဲ့တာမှာထိခိုက်သူတော့မရှိခဲ့ဘူးလို့သိရပါရယ်ရှင်။ ။တနင်္သာရီတိုင်းပလောမြို့နယ်နဲ့တရချောင်းမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU စီကသိရပါဗယ်။မေလ15ရက်နေ့နေ့လယ်12နာရီလောက်က ပလောမြို့နယ်ဇာဒီဝင်းရွာစေကန်းကိုစစ်ကောင်စီက KAW လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗယ်။ ဒါပြင်မေလ15ရက်နေ့မွန်းလွဲ2နာရီလောက်ကတရချောင်းမြို့နယ်ဘုတ်တောင်မော်က KNL တက်ခွဲတစ်ခုရဲ့စခန်းကိုစစ်ကောင်စီကဖုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။စာဒီဝင်းရွာစေကန်းကိုဖုံးကျဲတိုက်ခိုက်ခဲ့တာမှာထိခိုက်မှုရှိပေမဲ့အတိအကျအတိမပြုရသေးပဲဘုတ်တောင်မော်က KNL စခန်းမှာတော့ခီးသည်ကားတစ်စင်းထိခိုက်မိပြီးကားသမားတအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ်စစ်ကောင်စီဘက်ကနောက်ဆုံးလှုပ်ဆောင်နိုင်တာက လေရင်နဲ့ချင်းချောက်မှုတစ်ခုပဲလုံနိုင်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေအခြေစိုက်တဲ့နေရာကိုပြစ်မှတ်ထားတဲ့အပြင်ပြည်သူတွေရဲ့စေယုံစေကန်းတွေနဲ့ရွာတွေကိုဘုံးချဲတိုက်ခိုက်တာကပြည်သူလူထုတွေကြောက်ရွံ့ဖို့လေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့ KNU ဘိတ်တဝဲအတွင်ရေမှုဘဒုစောရဲ့နာကပြောခဲ့ပါတယ်ရှင်ပြည်တွင်း73စီဈေးနှုန်းတွေကိုစစ်ကောင်စီကထပ်မံလျှော့ချလိုက်ပြီးသတင်းနှစ်ပတ်အတွင်းမှာတလီတာကိုအများဆုံးကျပ်200လောက်ထိဈေးကျလာပါတယ်။ ဆက်သုံးစီတင်သွင်းသူလောင်ဖြန့်ပြခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဈေးနှုန်းထုတ်ပြန်ချက်အရရန်ကုန်မြို့အတွက်ရည်ညွှန်းလက်ကားဈေးဟာဓာတ်ဆီ92တလီတာကို2950ကျပ်ဓာတ်ဆီ95တလီတာကို2805ကျပ်ဒီဇယ်စီတလီတာကို2320ကျပ်နဲ့ပရီမီယံဒီဇယ်စီက2855ကျပ်ရှိပါတယ်။သတင်းပတ်နှစ်ပတ်အတွင်းဓာတ်ဆီတလီတာကို135ကျပ်ဒီဇယ်တလီတာကို750နဲ့ premium diesel 1လီတာကိုကျပ်200အထိ အသေးသေးပြန်ကျဆင်းလာတာကိုတွေ့ရပါဗျ။ ပို့ကုန်ရငွေရှိမှသာ73စီတင်သွင်းရမယ့်မူဝါဒကိုစစ်ကောင်စီကချမှတ်ထားပြီး73စီတင်သွင်းမှုအတွက်လိုအပ်တဲ့နိုင်ငံသားငွေတွေကိုထုတ်ပြီးရောင်းချပေးမယ်လို့လည်းစစ်ကောင်စီဗဟိုဘဏ်ကနေမကြာခဏကြေညာချက်ထုတ်ပြန်လေးရှိပါတယ်။ပြီးခဲ့တဲ့မေလ73ရက်နေ့ကလည်း73စီလုပ်ငန်းရှင်တွေအတွက် FX Trading Platform ကနေတစင်အမေရိကန်ဒေါ်လာ23သန်းကျော်နဲ့ထိုင်းဘတ်သန်း90ကိုထုတ်ရောင်းချပေးမှာဖြစ်တဲ့အကြောင်းစစ်ကောင်စီဗဟိုဘဏ်ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်တွင်း73စီစီတွေကစစ်တပ်အာဏာမသိမ်းခင်ကဈေးဖြစ်တဲ့တလီတာကို600ကျပ်ဝန်းကျင်နဲ့နှိုင်းရှင်ရင်လေးစကျော်ဈေးနှုန်းမြင့်တက်နေစေဖြစ်ပြီး73စီစီနဲ့အတူအထွေထွေကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေစေပဲဖြစ်ပါရဲ့ရှင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးမှာမေလ18ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်ဆစ်ဆောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်။ နှစ်ဖက်တိုက်ပွဲဟာစောင်းပြောင်းကြေးရွာကဖုံကြီးကြောင်နဲ့ဖះထောင်ကြေးရွာကနန်းနေအနီးတစ်ဝိုက်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ဆိုပါရယ်စောင်းပြောင်းဘက်အခြေအနေကို ခုထိမသိရှိရသေးကြောင်းမိုးတွေလည်းရွာနေပြီးတချို့ကရွာထဲမှာပိတ်မိနေတုံးဖြစ်ကြောင်းအခုစစ်ကောင်စီတပ်ဘက်ကရွာအဝယ်အထွက်တွေကိုပိတ်ထားပြီးကျန်နေတဲ့လူတွေကိုထွက်ခွင့်မပေးတော့ဘူးလို့စစ်ရှောင်းတယောက်ကပြောကြောင်းပြောပါရယ် ဆောင်းပြောင်းကျေးရွာကထောင်ထဲချီရဲဒေသခံတွေဟာကောင်ပါရွာ TV လူဖန်ချင်းနန်းထာပင်ခွန်တလာပန်ရွာအစရှိတဲ့ရွာတွေဘက်ကိုဆစ်ရှောင်နေရတယ်လို့ဆိုပါရယ်လက်ရှိမှာလည်းစစ်ကောင်စီရဲ့ဖဲခုံအခြေဆိုင်ခမရ336ကနေလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင်လက်နက်ကြီးလက်နက်ငယ်တန်းတွေလည်းကြားနေရတယ်လို့သိရပါရယ်ရှင် ရခိုင်ပြည်နယ်ရေတိတောင်မြို့နယ်နဲ့ကြောက်တော်မြို့ကိုစစ်ကောင်စီကမေလ13ရက်နေ့ကစပြီးမေလ15ရက်နေ့အထိ3ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်အရသာအယောက်20လောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူ38ယောက်ရှိခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။အာရခတတော် A ကထိ ंछ ုပ်ထားတဲ့ရသေးတောင်မြို့နယ်ထွန်းရွေကြီးရွာမှာတည်ဆုံသူ12ယောက် ထိခိုက်ဒဏ်ရာရရှိသူ23ယောက်ရှိခဲ့ပြီးကြောက်တော်မျိုးမှာသေဆုံးသူ10ယောက်ထိခိုက်ဒဏ်ရာရရှိသူ14ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်ကြောက်တော်မျိုးမှာနှစ်ရက်ဆက်တိုက်ဘုံကျဲတာကြောင့်မြို့ကန်အများစုကပေးလို့ရကိုထွက်ပြေးနေရကြောင်းအရင်ကတစ်ခါဘုံကျဲရဲ့နောက်ထပ်2လ3လကြာမှထပ်လာကျဲတတ်ကြောင်းအခုကနေတိုင်းလိုလိုဆိုတော့လူတွေလည်းမနေရဲကြတော့လို့တောင်းနေချီပြီးထွက်ပြေးနေကြအောင်ကြောက်တော်မျိုးကန်တယောက်ကပြောပါရယ် ကြောက်တော်မျိုးမှာလေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝမ်းနည်းရပြီးအစုလိုက်အပြုံလိုက်တက်ဖြတ်ကဆေးရဆွေးမှုတွေကိုနိုင်ငံအနှံ့ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ဆေးရဆွေးမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လောက်ရက်တွေကိုပြင်းထန်စွာရှုံချပြီးအခုလောက်ရက်တွေကိုတက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေစီကိုပေးပို့သွားမယ်လို့အာရခတက်တော်ကမေလ15ရက်နေ့ကထုတ်ပြန်ထားပါတယ်ရှင်။ ကရင်ပြည်နယ်ပိုင်ကြုံမြို့နယ်မှာရှိတဲ့မောကဝီလေးစစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဥဆောင်တဲ့ပူးပေါင်းတပ်တွေကမေလ16ရက်နေ့မနက်6နာရီလောက်မှာသိမ်းပိုက်ရရှိခဲ့ပါတယ်။စကန်သိန်းတိုက်ပွဲကြောင့်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ထိုင်းဘက်စစ်ရှောင်း900ကျော်ဟောင်းကိုစံနာအရာနေရပြန်လိုတာကြောင့်ထိုင်းတာဝန်ရှိသူတွေကမေလ18ရက်နေ့မနက်မှာဆက်လီတွေနဲ့နေရပြန်ခွင့်ပြုလိုက်ကြပါတယ်။ အဲ့ဒီဆက်ဆောင်ပြည်သူ900ကျော်ကိုမြန်မာထိုင်းနယ်စပ်9မြို့နယ်ဒေသကုတ်ကဲရေးပြူဟာမှုနဲ့တာဝန်ရှိသူတွေကတောင်ရင်မြစ်ကန်ဆက်အထိပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျာ။ မြန်မာထိုင်းနယ်စပ်တောင်ရင်မြစ်နယ်ဂိုက်90တာတာလောက်သာဝေးတဲ့နေရာမှာရှိတဲ့အမောကဝီလေးစစ်ကောင်စီတပ်စခန်းမှာခလာရ24ကစခန်းထိုင်နေတာဖြစ်ပြီး KNL ပူးပေါင်းတပ်တွေကအမေလ15ရက်နေ့မှာစနိုက်ပါတွေဒရုန်းတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက်စခန်းတွင်းကစစ်ကောင်စီတပ်သားတွေနဲ့အရာရှိတွေစုခွာထွက်ပြေးသွားကြတာကြောင့်လက်နက်ခဲယမ်းတွေလည်း KNL ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းဆီးရမိခဲ့တယ်လို့သိရပါပါတယ်ရှင်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထောက်ခံတယ်လို့တရုတ်နိုင်ငံကပြောလို့ရှိသလိုတရုတ်နိုင်ငံအနေနဲ့အမှန်တကယ်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထောက်ခံတယ်လို့လည်းဆိုလို့ရှိပါတယ်။ဒီလိုပြောဆိုချက်တွေနဲ့အညီဆေးဥစုကိုထိန်းကျောင်းပြီးဆေးဥစုရဲ့လက်ချက်ကြောင့်နောက်ထပ်ကလေးငယ်တွေမတေအောင်တားဆီးကာကွယ်ပေးခြင်းနဲ့တရုတ်ရဲ့အပြောအတိုင်းအမှန်တကယ်လှုံ့ဆော်ကြောင်းမြန်မာပြည်သူတွေကိုသက်သေပြဖို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကမေလ15ရက်နေ့ကထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။ မေလ12ရက်နေ့ကစည်ရေးလှုပ်ရှားမှုမရှိဘဲသခိုင်းတိုင်းဒီပီအေမြို့နယ်အိုးဒိန်တွင်ကြေးရွာကစာတင်ကျောင်းကိုစေအုပ်စုကလေကျောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာလာရှုံမြို့ထိန်ချုပ်ခွင်ကိုစေအုပ်စုစီလွှဲအပ်ဖို့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MDA ကိုတရုတ်နိုင်ငံကမကြုံစဖူဂျောင်းဝင်ဆွတ်ဖက်အတင်းကျပ်ဖိအားပေးပြီးတဲ့နောက်တလားမပြည့်ခင်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့အမှန်တကယ်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထောက်ခံနေဆိုရင်တော့တရုတ်နိုင်ငံအနေနဲ့အာဏာသိမ်းစစ်ကောင်စီအတွက်လေကြောင်းနဲ့ကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်ဖို့မရှိမဖြစ်လိုအပ်တဲ့တခြားပစ္စည်းတွေနဲ့အထောက်ပံ့တွေကိုစစ်အုပ်စုစီထောက်ပံ့နေတာကိုလုံးဝရပ်တန့်ဖို့ကိုလည်း SACM ကတောင်းဆိုထားပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တကြိတ်ကြီးရွာမြင်းမထီတောင်မှာတတူတူဖော်နေတာကိုရက်ဆိုင်ဖို့တောင်းဆိုနေတဲ့ပရာတောင်းဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စုနိုင်ရကဥပမောင်နဲ့လူငယ်အတွင်းရမူကိုမင်းနိုင်တို့ကို KNP တဲ့ပါတီကမေလ16ရက်နေ့မွန်လွဲ12နာရီကျော်လောက်ကတကြိတ်ကြီးရွာမှာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကနအိုးသတင်းရရှိပါရယ် တကြိတ်ကြေရွာမြင်းမထီတောင်ပေါ်မှာကယန်းပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ကအကြီးစားတတူတူဖော်နေတာကြောင့်တဘာဝပတ်ဝန်းကျင်တွေပျက်စီးတာနဲ့ပတ်သက်လို့ဌာနေတိုင်းသာပရာတောင်ဆွေမျိုးစုတွေကအခုနှစ်မေလပိုင်းကစတင်ပြီးကန့်ကွက်နေကြတာပါ။ ပရာဒောင်းလူမျိုးစုဥက္ကဋ္ဌပါဝေဖန်းစည်းထားသူအားလုံးကိုပြန်လွှတ်ပေးဖို့အတွက်ဌာနေတိုင်းရင်းသားဒေသခံပြည်သူတွေကကယန်းပြည်သည်ပါတီကိုအခုလက်ရှိခြိတက်ဆန္ဒပြတောင်းဆိုနေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ကရင်ပြည်သက်ပါတီ KNLP ဥက္ကဋ္ဌကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရသေးပါဘူးရှင်။ ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025မေလ12ရက်နေ့အထိစက်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်အတွင်းပြည်သူ3043သေဆုံးခဲ့ရကအသက်16နှစ်အောက်ကလေးငယ်442ဦးပါဝင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့မနေ့ကမေလ16ရက်နေ့ထုတ်ပြန်ချက်အရသိရပါဗျာ။ အဲ့ဒီလေကြောင်တိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း240ဆေးရုံစေကန်96ခုနဲ့ဘာသာရေးအဆောက်အအုံ435ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ် အခုလိုအကြံဖတ်ဆဲအုပ်စုကျူးလွန်ခဲ့ကျူးလွန်နေစေဆရာဆွေးမှုတွေမှာအ धिक တာဝန်ရှိသူစစ်ကောင်းဆောင်အပါအဝင်ဆဲအုပ်စုအပေါင်းပါတွေနဲ့တရင်မှန်ကိုဖုံးကွယ်လိန်ညာနေကြတဲ့စစ်တပ်လော်ဘီတွေအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ဖို့အတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်နိုင်ကြဖို့တိုက်တွန်းပြောဆိုထားပါတယ်ရှင်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လမ်းလေကျေးရွာနယ်ကိုးမိုင်ရွာကြားကစစ်ပေးဆောင်နေစုပေါင်းနေထိုင်တဲ့နေရာကို စစ်ကောင်စီကမေလ15ရက်နေ့မနက်7:00နာရီလောက်ကလေကြောင်းကနေဖုံးကျဲချခဲ့တာကြောင့်စစ်ပေးဆောင်ပြည်သူ၂ယောက်သေဆုံးခဲ့ပြီးတန်ဃာတော်နဲ့ကလေးငယ်တွေအပါအဝင်၉ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကော်မတီရဲ့အဖွဲ့အစည်းကတည်ရပါဗျာ။ လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်60ရွယ်အမျိုးသား၁ယောက်နဲ့အမျိုးသမီး၁ယောက်ဟာနေရမာတွင်သေဆုံးခဲ့ပြီးကလေးသူငယ်၄ယောက်နဲ့တန်ခါတော်တစ်ပါးပါဝင်အရသာပြည်သူ၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်လူနေအိမ်နှလုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗယ်။တိုက်ပွဲမဖြစ်ဘဲနဲ့စစ်ပေးရှောင်တွေနေတဲ့နေရာကိုစစ်တပ်ကရွေချက်ရှိရှိလေကြောင်းတိုက်ခိုက်သွားတာဖြစ်ကြောင်းအခုရပိုင်းတပိတ်ချင်းမြို့နယ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာကြောင်း ပြည်သူတွေအနေနဲ့ဘလိုနေရာမှာပဲနေနေဘုံခိုကျင်းတွေမဖြစ်မနေတူးထားတဲ့နယ်လို့တပိတ်ချင်းမြို့နယ်ပါကဖတာဝန်ခံကိုနဂန်နေက TV ကိုပြောခဲ့ပါတယ်ရှင်။နိုင်ငံတကာတိုင်ဝန်အနေနဲ့ထိရောက်တဲ့အရေးယူမှုမလုပ်ပဲစိတ်စိတ်နေခြင်းဟာ2021ခုနှစ်အာဏာသိမ်းပြီးကတည်းကအယက်သားတွေရဲ့အသက်ပေါင်းများစွာကိုဆုံးရှုံးစေခဲ့ပြီးစက်ကောင်စီကိုပုံမရဲတင်းလာအောင်အထောက်အကူပြုနေတယ်လို့မြန်မာနိုင်ငံမျိုးသမီးများအဖွဲ့ချုပ် WLB ကဆိုပါတယ်။ WLB ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကိုမနေ့ကမေလ16ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးအခုလိုပြောဆိုလိုက်တာပါနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီရဲ့စစ်အုပ်စုကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းဖို့ဆရာဇဝတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့တရားစွဲဆိုဖို့အထူးနိုင်ငံတကာခုံရုံးတစ်ခုတည်ဆောက်ဖို့စစ်ကောင်စီကိုတစ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုချမှတ်ဖို့ ကြက်လျင်စီ၊လင်းရင်စိတ်ပိုင်းတွေနဲ့စစ်ပတ်ဆိုင်ရာနှိပညာတွေပံ့ပိုးမှုကိုချက်ချင်းရက်ဆိုင်မှုစတဲ့အချက်တွေပြင်ဒီပရင်းနဲ့ရသေးတောင်မှာတည်ဆုံသွားခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေ၊ကလေးသူငယ်တွေနဲ့ပညာရေးဝန်ထမ်းတွေအတွက်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့စကားလုံးနဲ့မဟုတ်တဲ့လက်တွေ့အရေးယူဆောင်ရွက်မှုကိုပြုလုပ်ပေးဖို့ကိုလည်း WLB ကထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်ရှင်။